သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အော်တိုဘာလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အုပ်စုကမြန်မာပြည်သူများအပေါ်လူမဆန်တဲ့လုပ်ရမများကျူးလွန်နေမှုမှကေတင်ပေးရင်မြို့တို့လှုပ်ဆောင်နိုင်မည်ကိုအကြံပြုကြရန်တမ်မကြီးဦးကျော်မိုးထွန်းတိုက်တွန်းတောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်စစ်အုပ်စုက မြန်မာပြည်သူများပေါ်လူမဆန်တဲ့လုပ်ရမများကျူးလွန်နေမှုမှကေတင်ပေးရည်မြို့လှုပ်ဆောင်နိုင်မည်ကိုအကြံပြုကြရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အော်တိုဘာလ15ရက်နေ့ American ပြည်ထောင်စုနယူးယောက်မြို့မှာကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီမှာလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီး Mr. Volker Tech နဲ့အပြန်အလှန်ဆွေးနွေးပြောကြားတဲ့အစီအစဉ်မှာတန်အမတ်ကြီးဦးကျော်မိုးထွန်းက အထက်ပါအတိုင်းတိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ကုကေယံမဲနေတဲ့မြန်မာပြည်သူများရဲ့အသက်အိုးအိမ်များအားကေတင်ရန်နှောင့်နှေးကြံ့ကြာတုံ့ဆိုင်နေချိန်မှာကုလသမဂ္ဂကော်မတီနိုင်ငံတကာအတိုင်းအဝိုင်းနဲ့သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများကမြန်မာပြည်သူများနဲ့၎င်းတို့ရဲ့အနာဂတ်များအပေါ်စစ်အုပ်စုရဲ့လူမဆန်တဲ့လုပ်ရများထံမှကေတင်ပေးရန်မိတို့လှုပ်ဆောင်နိုင်မည်ကိုလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးအနေနဲ့အကြံပြုပေးစေလိုကြောင်းတမ်မတ်ကြီးကပြောဆိုပါတယ် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့စိုးရင်ရတဲ့လူခွင့်ရေးအခြေအနေများဟာစစ်အုပ်စုရဲ့အကြမ်းဖက်မှုများနဲ့စနစ်တကျကျူးလွန်ခွင့်ရရှိနေတဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ကြောင့်ဖြစ်တဲ့ဆိုတဲ့မဟာမင်းကြီးရဲ့ပြောကြားချက်ကိုများစွာသဘောတူညီကြောင်းမဟာမင်းကြီးရဲ့အစီရင်ခံစာထဲမှာအယက်သားပြည်သူထိခိုက်ပျက်စီးမှုမြင့်မားနေခြင်းကိုမှတ်တမ်းတင်ဖော်ပြထားပြီးသည့်တိုင်ယခုနှစ်အတွင်းမှာလည်းအယက်သားတိုက်စုံးမှုအရေအတွက်ဟာဆက်လက်မြင့်တက်နေကြောင်းတန်အမတ်ကြီးကရှင်းပြပါတယ် စေဥစုမယတပြည်သူလူထုအပေါ်မှာလေကြောင်းတိုက်ခိုက်မှုများနဲ့ဘုံကျဲတိုက်ခိုက်မှုများကိုတိုးချဲ့လှုပ်ဆောင်လာနေတဲ့အတွက်ကြောင့်ဖြစ်ကြောင်းပြည်သူများအတွက်စာတင်ကြောင်းများစစ်ရုံများနဲ့နေရဲဆွန့်ခွာစခန်းများမှာလုံခြုံမှုမရှိတော့ဘဲစေဥစုမပြစ်မှတ်ထားတိုက်ခိုက်တဲ့နေရာများဖြစ်လာခဲ့ကြောင်းအယတပြည်သူများရဲ့အိုးအိမ်များနဲ့အခြေခံအဆောက်အအုံအများစုမှာလည်းပြင်းပြင်းထန်ထန်ပျက်စီးခံရကြောင်းလူမဆန်တဲ့စေဥစုအနေနဲ့လူအသက်များကိုငင်းညာခြင်းမရှိသေးတဲ့အမျှအပြည့်ပြည့်ဆိုင်ရာဥပဒေနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေတို့ကိုချိုးဖောက်ကာစိတ်ရာဇဝမှုများနဲ့လူသားမျိုးနွယ်အပေါ်ကျွလွန်တဲ့ရာဇဝမှုများကိုဆက်ရွေ့တာကျွလွန်လျက်ရှိပါကြောင်းအာဆီယံရဲ့ဘုံတဘောတူညီချက်၅ရက်နဲ့လူကြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်2669တို့အားလေးစားလိုက်နာခြင်းသို့မဟုတ်အကောင့်ထဲပေါ်ဆောင်ရွက်ခြင်းမရှိသည့်တို့မှာစုပွဲရပင်မရှိကြောင်းတမ်းမတ်ကြီးကပြောဆိုပါတယ်နိုင်ငံတကာအတိုင်ဝန်အနေနဲ့စေအိုစုရဲ့အကြမ်းဖက်မှုများချုပ်ငြင်းရေးကိုရခင်ကထဲသွင်းစဉ်းစားခဲ့ခြင်းမရှိတဲ့ကဲ့သို့ နောက်မှလည်းထစ်သွင်းစဉ်းစားမှမဟုတ်တဲ့အချက်ကိုကောင်းစွာသိမြင်ရတဲ့အချိန်တန်နေခြင်းကပေါ်လွင်နေကြောင်းထို့အတူစေအုပ်စုအနေနဲ့အတူအယောင်အလင်းအညာရွေးကောက်ပွဲအားပြင်ဆင်လျက်ရှိရမှာ၎င်းတို့အားစန့်ကျင်သူများအပေါ်အကြောက်တရားရိုက်ထည့်ရန်နိုင်ငံတော်မှာရှိတဲ့အယက်သားပြည်သူများအပေါ်မှာလူမဆန်တဲ့လုပ်ရများကိုစွတ်စွရွရွနဲ့ပြောင်ပြောင်တင်းတင်းထတ်တိုးလှုပ်ဆောင်လာနေကြောင်းစေအုပ်စုအနေနဲ့အချို့သောနိုင်ငံများရဲ့ထောက်ပံ့မှုနဲ့အဲ့ဒီလိုလှုပ်ဆောင်နေခွင့်ရနေကြောင်းမိမိအနေနဲ့ လူမဆန်တဲ့စစ်အုပ်စုမှစီစဉ်ကျင်းပတဲ့မြည်သည့်ရွေးကောက်ပွဲကိုမဆိုတရားမျှတမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုတို့ရှိမှမဟုတ်ကြောင်းတမ်မတ်ကြီးကသတိပေးပြောဆိုခဲ့ပါတယ်။စစ်အုပ်စုရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးတာမကအခြားသောစစ်မှန်တဲ့ရည်ရွယ်ချက်များကိုလည်းမတွေ့ရှိရကြောင်းညီချင်းရေးကိုမမျှော်မှန်းနိုင်ပဲထိခိုက်ဆုံးရှုံးမှုများပြားလာမဲ့အရေးကိုသာမျှော်မှန်းနိုင်ကြောင်းဒီအတွက်နိုင်ငံတကာအတိုင်းဝန်းအနေနဲ့စစ်အုပ်စုရဲ့လက်ခံယုံကြည်နိုင်ခြင်းမရှိတရားဝင်မှုမရှိ ဒီမိုကရေစီစည်းမျဉ်းများအပေါ်အခြေခံထားခြင်းမရှိတဲ့အတုအယောင်အလင်းအညာရွေးကောက်ပွဲအားမိမိတို့နဲ့အတူပူးပေါင်း၍အလုံးစုံညင်းပယ်ကန့်ကွက်ပေးကြရန်တမ်မတ်ကြီးကတောင်းဆိုပါတယ်။ကဘာကြီးအနေနဲ့စေအုစုမမတရားစစ်အာဏာသိမ်းထားတဲ့ကာလတလျှောက်ဖြစ်ပေါ်နေတဲ့အကြက်အတဲအမျိုးမျိုးအောက်မှာမြန်မာပြည်သူများရင်ဆိုင်နေရတဲ့ဒုက္ခဆင်းရဲများကိုသိမြင်မဲလို့ယုံကြည်ပါကြောင်းမြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ဟာအပြည့်တိုင်ချုပ်ငြိမ်းရင်မဖြစ်မနေလို့အကြောင်းယခုအချိန်ဟာနိုင်ငံတကာအတိုင်အဝန်မှာ စကလုံးများနဲ့တိမြင်မှုများကိုထိရောက်သောပူပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိသောတက်ရောက်မှုအားကောင်းသောလှုပ်ဆောင်ချက်များအဖြစ်ပြောင်းလဲဖော်ဆောင်ရမယ့်အချိန်အခါပင် ဖြစ်ပါကြောင်းစေအုပ်စုထံကို နိုင်ငံရေးစီရေးငွေကြေးအထောက်ပံ့များပေးအပ်နေမှုကိုရက်တင့်ကြရင်တမ်အမတ်ကြီးကဆက်လက်တောင်းဆိုခဲ့ပါတယ်။ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးမစ္စတာဖော့ကတ်ထက်ကလည်းမြန်မာနိုင်ငံမှာစစ်အုပ်စုနဲ့စစ်အာဏာသိမ်းမှုကြောင့်ပြည်သူများရင်ဆိုင်နေရတဲ့ရက်ဆက်ကြမ်းကြက်မှုများနဲ့မြန်မာပြည်သူများရဲ့ငြိမ်းချမ်းရေးတောင်းဆိုနေမှုအခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဟာခမြို့မှာရဲစခန်းမှာအကျဉ်းသားများကဲ့သို့ရေးအတွက်လျှက်တပြက်စစ်စင်ရေးနဲ့တိုက်ခိုက်မှုစစ်တပ်ဘက်မှ6ဦးသေဆုံးပြီးဖမ်းဆီးခံထားရတဲ့ CNA CDF ရဲဘော်များအပါအဝင်အကျဉ်းသား15ဦးကိုကဲ့ထုတ်နိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဟာခမြို့မှာရဲစခန်းမှာအကျဉ်းသားကဲ့ထုတ်ရေးလျှက်တပြက်စစ်စင်ရေးပေါ်ဆောင်ခဲ့ရမှာစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ပြီး CNA CDF ရဲဘော်များအပါအဝင် အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းချင်းအမျိုးသားတအူ CNE ပြောရေးဆိုခွင့်ရှိသူ Slide တက်နီကပြောကြပါတယ်။ယနေ့အော်တိုဘားလ16ရက်နေ့မနက်3နာရီမှ4နာရီကြားမှာဟာကာမြို့ပေါ်မှာရှိတဲ့မြို့မရေစကန်အတွင်းမှာအကျဉ်းသားများကယ်ထုတ်ရေးလျှက်တပြက်စစ်စင်ရေးပေါ်ဆောင်ခဲ့ရမှာ CNE ရဲဘော်2ဦး CDF ရဲဘော်3ဦးအပါအဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ကြောင်းသိရှိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးတေဆုံးခဲ့ပြီး15ဦးခန့်တိကျတန်ရန်ရရှိခဲ့ကာ လက်နက်ခဲယမ်းများလည်းတိမ့်ဆိတ်ရရှိခဲ့ကြောင်းရင်းစစ်စင်ရေးအတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တအူကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ်။ CDF ဟာခန့်ကနေဥဆောင်ပြီးအကျဉ်းသားကေတူရေးလျှက်တဲ့ပြက်စစ်စင်ရေးဖော်ဆောင်မှုပေါ်။ CNI ရဲဘော်2ဦး CDF ရဲဘော်3ဦးအပါအဝင်15ဦးကေထုတ်နိုင်ခဲ့ပါတယ်။အကျဉ်းသားအချက်လက်တော့မရသေးပါဘူး။စစ်ခွေ6ကောင်ရှင်းလင်းနိုင်ခဲ့ပါတယ်။15កောင်တန်ရရတယ်လက်နက်လေးရခဲ့ပါတယ်တော်လန်ကြီးရဲဘော်တူကြတယ်အထီးကိမရှိပါဘူးအကျဉ်းသားတွေလည်း လုံခြုံတဲ့နေရာကိုရောက်ရှိနေကြပါပြီလို့ချင်းမျိုးသားတက်အို CNE ပြောရေးဆိုခွင့်ရှိသူ slide ထန်နီကပြောကြပါဗါအဆိုပါစစ်စင်ရေးကို CDF ဟာခါကဦးဆောင်ပြီး CNE တက်ဖွဲ့ဝင်များနဲ့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကအထည်နာတဲ့အကြံဖတ်စစ်တပ်ကမြို့ရင်းလုံခြုံရေးတင်းကျပ်ခဲ့ပြီးဟာခါမြို့ပြင်ကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်အကြံဖတ်စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးများနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားကရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တတ်တဲ့အတွက်ကြောင့် ပြည်သူများအနေနဲ့စည်ရည်အသည့်တတိနဲ့နေထိုင်ပေးကြပါရန်တိုက်တွန်းထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လက်ပရန်တိုက်ပွဲမှာစစ်တပ်ဘက်မှ15ဦးသေဆုံးပြီးစစ်တုံးပန်း12ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းလက်ပရန်တိုက်ပွဲမှာစစ်တပ်ဘက်မှ15ဦးသေဆုံးခဲ့ပြီးစစ်တုံးပန်း12ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှတရားဝင်သတင်းထုတ်ပြန်ပါတယ်။အော်တိုဘားလ15ရက်နေ့မနက်7:00နာရီအချိန်လက်ပတန်းမြို့နယ်တရက်ချောင်းကျေးရွာဘက်ကိုမိရှုဖြစ်စည်းရန်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နှစ်စစ်စင်ရေးနေမြေဘကိုးတိုင်းစစ်ဌာနဘီအော်22ကုတ်ကဲမှုနဲ့အမတ်383ညနှစ်တရင်အမတ်383ညသုံးတရင်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှအထိကိုက်များခဲ့ပြီးစစ်သား15ဦးထက်မနည်းသေဆုံးခဲ့ကာစစ်တုံးဘန်းအဖြစ်စစ်သား12ဦးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်စစ်တပ်ဘက်မှလက်နက်အစုံ19လံခဲယမ်းများနဲ့စစ်အုံဆောင်ပစ္စည်းများစွာကိုလည်းသိမ်းဆည်းနိုင်ခဲ့ပြီး၎င်းတိုက်ပွဲအတွင်ပြည်သူကာကွယ်ရေးတပ်မတော်ရဲဘော်များအထိကိုက်မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အမေဖြစ်သူဒေါ်ဆန်းစုကြည်ကိုလွတ်ပေးရန်စကားပြောခွင့်ပေးရန်နဲ့ စစ်ကူတော်ခွင့်ပေးရန်တတအူးအနေနဲ့တောင်းဆိုနေပေမဲ့စစ်အုပ်စုကမြေတုံးမြမတုံ့ပြန်ဘူးလို့ကိုထိန်လင်းပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမေဖြစ်သူဒေါ်ဆန်းစုကြည်ကိုလှည့်ပေးရန်စကားပြောခွင့်ပေးရန်နဲ့စစ်ကူတော်ခွင့်ပေးရန်တတအူးအနေနဲ့တောင်းဆိုနေပေမဲ့စစ်အုပ်စုကမြေတုံးမြမတုံ့ပြန်ကြောင်းတဖြစ်သူကိုထိန်လင်းခေါ်ကင်အေရီကလူမှုကွန်ရက်ကနေတဆင့်သတင်းထုတ်ပြန်ပြောဆိုပါတယ်။ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုမှုများလှုပ်ဆောင်နေရမှာနိုင်ငံရေးသမားတအူးအနေနဲ့မဟုတ်ပဲ။ အမေတဦးလွမြောက်ရေးအတွက်တာတဦးအနေနဲ့နေရအနှံ့ကိုတွား၍တောင်းဆိုနေခြင်းဖြစ်ကြောင်းသူကဆိုပါတယ်။ဒီအချိန်မှာကျွန်တော်မိမိရဲ့ကျမ်းမာရေးအတွက်တကယ်ကိုစိုးရင်ပူပန်မိပါတယ်။စစ်တပ်ကမိမိလိုအပ်နေတဲ့စစ်ကူတပ်မှုတွေကိုပိတ်ပင်ညှင်းပယ်ထားပါတယ်။ကျွန်တော်ကရိုးရိုးရှင်းရှင်းပဲသူတို့ကိုတောင်းဆိုခဲ့ပါတယ်။ကျွန်တော်မိမိနဲ့စကားပြောခွင့်ပေးပါ။ကျွန်တော်ဟာမိမိရဲ့တားတယောက်ဖြစ်တယ်။တားတယောက်ရဲ့အခွင့်အရေးကိုပေးပါလူကုန်တိတ်ခါကိုအနည်းငယ်လေးပေးပါဆိုပြီးတောင်းဆိုခဲ့တယ်။ကျွန်တော်ဒီလိုတောင်းဆိုတာကိုသူတို့ဘက်က ဘာမှပြန်မပြောလာပါဘူး။ဒါကြောင့်ကျွန်တော်အခုလိုနေရာအနှံ့သွားပြီးပြောဆိုနေပါတယ်။နိုင်ငံရေးသမားတယောက်အနေနဲ့မဟုတ်ပဲတားတယောက်အနေနဲ့ပြောရတာပါ။မြန်မာနိုင်ငံစစ်အာဏာရှင်တွေဟာကျွန်တော်မိမိရဲ့အတန်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်နေပါတယ်။မြန်မာပြည်သူတွေရဲ့အတန်ကိုပိတ်ပင်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့သူတို့အတွက်ပြောပြနိုင်ပါတယ်လို့ကိုထင်လင်းကဆိုပါတယ်။အမေဖြစ်သူဒေါ်ဆန်းစုကြည်ဟာ2015ခုနှစ်ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲတို့မှာနှစ်ကြိမ်အနိုင်ရရှိခဲ့ကြောင်းတို့ရမှာလက်နက်ကင်သူများက မြန်မာပြည်သူများရဲ့မဲပေးရွေးချယ်ထားတဲ့ရွေးကောက်ပွဲကိုခိုးယူပြီးမြန်မာပြည်သူများရဲ့လွတ်လပ်မှုကိုဓမြတိုက်ခိုက်ကြကြောင်းသူကစက်ပြောပါတယ်။မိမိဟာ2015နဲ့2020ခုနှစ်တွင်မှရွေးကောက်ပွဲနှစ်ကြိမ်အနိုင်ရရှိခဲ့ပါတယ်။အဲ့ဒါတွေဟာမြန်မာနိုင်ငံရဲ့စတင်ဖြစ်ပေါ်စဒီမိုကရေစီရဲ့ပထမဆုံးရွေးကောက်ပွဲတွေဖြစ်ပေမဲ့တကယ်ကိုပဲစစ်မှန်တဲ့ရွေးချယ်မှုတွေဖြစ်ခဲ့ပါတယ်။ပြည်သူတွေဟာလွတ်လပ်မှုနဲ့မဲပေးခဲ့ကြတာမို့ကျွန်တော်မိမိကိုရွေးချယ်ခဲ့ကြပါတယ်။တနက်ကင်ထားတဲ့လူတွေကတော့တမျိုးတွေးခဲ့ကြပြီး သူတို့ရွေးကောက်ပွဲကိုခိုးယူခဲ့ကြပါတယ်ပြီးတော့ပြည်သူတွေရဲ့လွတ်လပ်မှုကိုပါဓမြတိုက်ခဲ့ပါတယ်အဲ့ဒီလိုမျိုးအဖြစ်ပြက်တွေဟာကမ္ဘာတဝန်းမှာပြိပခတ်များစွာနဲ့ဆင်းရဲဒုက္ခများစွာထက်ခါတလဲလဲဖြစ်ပြက်နေပါတယ်မိမိရဲ့အကျိုးစီးပွားကိုသာကြည့်ပြီးဒီလပတဲ့ကမ္ဘာကြီးကိုဖျက်ဆီးနေကြတဲ့စိတ်သက်ခြင်းမြောင်းသူတွေဖန်တီးတဲ့အကြက်တဲကိုမြန်မာပြည်သူတွေကမရဘူးလက်မခံဘူးလို့ပြောနေကြပါတယ်သူတို့ရဲ့လွတ်လပ်မှုကိုအလုခံမှာမဟုတ်ပါဘူးသူတို့ရဲ့လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေကြပါတယ် မြန်မာပြည်သူတွေဟာအနိုင်မရမချင်းရက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောပြခြင်းပါတယ်လို့ကိုထိန်လင်းကဆက်လက်ပြောဆိုပါတယ်။အကြံဖတ်စစ်အာဏာရှင်ကအယက်သားများနဲ့ပြည်သူများအပေါ်ဘုံကျစ်တပ်ဖြတ်မှုများကျူးလွန်နေပြီးကမ္ဘာကြီးကလည်းမျက်ကွယ်ပြုတ်နေကြောင်းမြန်မာပြည်သူတွေကထာဝရကြောက်ရွံ့မှုနဲ့အသက်ရှင်မနေလိုကြဘဲစစ်အာဏာရှင်ကိုဆက်လက်ခုခံတိုက်ခိုက်နေကြောင်းကိုထိန်လင်းကပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။အဲ့ဒီနောက်လက်ရှိအနေအထားပေါ် CFR ရဲ့တုံ့တက်ချက်နဲ့ပတ်သက်ပြီး ဆောင်းပန်းရှင်ဆီယန်လာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ American ချေဆိုင် Council on Foreign Relations အဖွဲ့ကြီးမှလက်ရှိအနေအထားကိုယခုလိုသုံးသပ်ပြသခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလအာဏာသိမ်းပြီးချိန်မှာစစ်အုပ်စုဟာစန့်ကျင်လာမှုများကိုအလွယ်တကူနှိမ်နှင်းပစ်နိုင်လိမ့်မယ်လို့တွက်ဆခဲ့ကြပါတယ်။လက်နက်အင်အားအရင်အမြင့်များအဆဆအယားယားတာလွန်နေတဲ့အပြင်တစ်ဖက်မှာလည်းစုစည်းထားတဲ့အင်အားမေမေရရမရှိဖြစ်နေပါတယ်။ နောက်ပိုင်းမှာနေမည်အမြောက်အများဇက်တိုက်ဆိုသလိုလက်လွတ်လာခဲ့ရပြီးစီးပွားရေးအရင်းမြစ်များလူတို့ရဲ့စိတ်နှလုံးကိုပါလက်လွတ်ဆုံးရှုံးသွားခဲ့ရပါတယ်။အတင်းအဓမ္မစစ်တဲဆွေးသွင်းလာတဲ့လူငယ်လူရွယ်လေးများအပေါ်အားထလာခဲ့ရပေမဲ့တော်လိုင်းဤတပ်ဖွဲ့များရဲ့ချီးမွမ်းခြင်းကိုခံခဲ့ရပြန်ပြီးရင်ဆိုင်တိုက်ပွဲများမှာအရေးနိုင်လာခဲ့ရတဲ့အတွက်အရာရှိများအချက်စစ်တင်များအစုလိုက်အပြုံလိုက်ထွက်ပြေးခိုလုံလာခဲ့ကြပါတယ်။နိုင်ငံအခြေအဝန်းရဲ့20ရာခိုင်နှုန်းသာထိန်းချုပ်ထားနိုင်စေဖြစ်ပြီး ဒေါ်လာဤတက်များဘက်ကတော့၎င်းတို့ရဲ့တင်းချုပ်ထားနိုင်မှုရဲ့နှစ်ဆကြော်ခန့်ကိုသိမ်းယူထားပါတယ်။အေယာဝတီတရင်ကစစ်ပတ်မှခိုလုံလာသူများဖွဲ့စည်းထားတဲ့ပြည်သူ့ရီမန်းချက်အဖွဲ့ရဲ့ထုတ်ပြန်ချက်အားကိုးကားပြီး2025ခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလအတွင်းစစ်အုပ်စုတပ်ဖွဲ့ဝင်များရဲများတပ်သားတပ်များမှဗက်ပြောင်းလာသူလက်နက်ချသူစုစုပေါင်း2000ကျော်ခန့်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။အများစုဟာစစ်မှုထမ်းဥပဒေနဲ့ဆက်နွယ်ပြီးတော်လန်ကြီးဘက်ကိုတဖြည်းဖြည်းခိုးလုံလာကြခြင်းလည်းဖြစ်ပါတယ်။ ော်လန်ရင်မဟာမိတ်အဖွဲ့မှတိုင်းရင်သားလက်နက်ကိုင်အဖွဲ့များနဲ့ညီချင်းစွာဆန္ဒပြခြင်းကိုစွန့်ခွာခဲ့ကြတဲ့လူငယ်များပါဝင်နေပါတယ်။အမေရိကန်ကပေးတဲ့အသက်အန္တရာယ်ထိခိုက်မှုမရှိတဲ့အကူအညီများနဲ့လေ့ကျင့်ခဲ့ကြပြီးကိုပိုင်တပ်များဖွဲ့စည်းလာကြပါတယ်။စစ်အုပ်စုဟာနောက်ဆုံးပေါ်လက်နက်များအပြင်ဝင်းရင်ကိုစွန့်မှုထားနိုင်တဲ့ကြားမှာတော်လန်ရင်ညွန့်ပေါင်းအဖွဲ့များရဲ့အောင်မြင်မှုကိုကြက်တီတည်သွားခဲ့ကြပါတယ်။တိုင်းရင်သားတပ်တွေဟာ၎င်းတို့အချင်းချင်းပြန်တိုက်နေကြသူများဖြစ်တဲ့အတွက် မကြမီပြိုကွဲသွားလိမ့်မယ်လို့မျှော်လင့်နေကြပေမဲ့လည်းယခုထက်ထိခိုင်ခိုင်မြဲမြဲမဟုတ်သည့်တိုင်လက်ချင်းချိတ်ဆက်ထားနိုင်ကြစေဖြစ်ပါတယ်။တော်လိုင်းအဖွဲ့များနဲ့၎င်းတို့အားပြင်ပမှထောက်ခံမှုပေးနေကြသူများကလက်ရှိမှာစစ်အုပ်စုဟာလူဦးရေအများစုနေထိုင်ရာဒေသတွေကိုထိန်းချုပ်ထားနိုင်စေဖြစ်ပေမဲ့လည်းပြိုလဲသွားဖို့သာရှိတယ်လို့ခန့်မှန်းနေကြစေဖြစ်ပါတယ်။သို့တော်လည်းဩစတြေးလျမှာရှိတဲ့ Lowey Institute ကတော့ရင်းဟာဓမ္မဒိဋ္ဌန်ကြကြသုံးသက်ခြင်းမျိုးမဟုတ်ဘဲကိုလိုရာဆွဲတွေးနေခြင်းသာဖြစ်ပါတယ်။ ယခုပင်12လကြာပြီးသည့်နောက်မှာပဲစောင့်ကြည့်လေ့လာသူတချို့ကစစ်အုပ်စုဟာလုံးဝပြတ်သုံးတော့မယ့်အခြေအနေမှာရှိနေပြီလို့အခိုင်အမာပြောဆိုနေကြစေဖြစ်ပါတယ်။၎င်းတို့ဟာဒုက္ခဒုက္ခပေါင်းများစွာရင်ဆိုင်နေရစေဖြစ်ပေမဲ့လည်းယခုတက်သည့်အံအားသင့်ပွဲကောင်းလောက်အောင်ကြံ့ကြံ့ခံနိုင်နေစေဖြစ်ပြီးတိုင်းပြည်ရဲ့စီးပွားရေးအချက်အချာနေရာများနဲ့လူဦးရေအများစုကိုထိန်းချုပ်ထားနိုင်စေဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့လများအတွင်းစစ်အုပ်စုဟာပြန်၍အေးတာလာခဲ့ပါတယ်။ ကြောင်မဲကိုပြန်လည်သိမ်းယူနိုင်ခဲ့တဲ့အတွက်အရေးပါတဲ့သိမ်းယူပို့ဆောင်ရေးလမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။2023 2024မှာအကြီးအကျယ်အရေးနိုင်လာခဲ့တဲ့ကိုတွေ့လာရ၍ဘေကျင်းဟာစစ်အုပ်စုအားအပြည့်အဝပံ့ပိုးပေးလာခဲ့ပါတယ်။စစ်ကောင်းဆောင်တွေကိုလည်းတတမန်ကြီးအရာအပေခံဖြစ်နေတဲ့ဘဝမှာဆွဲထုတ်ကူညီပေးလာခဲ့ပါတယ်။ဘေကျင်းဟာ2024အတွင်းစီးပွားရေးအကူအညီဒေါ်လာ3ဘီလီယံခန့်ကူညီမယ်လို့ကန့်လန့်ခဲ့ပြီးစေအုပ်စုနေမြေအချို့ပြန်သိမ်းနိုင်ရန် ဒရုန်းများကိုပံ့ပိုးလာခဲ့ပါတယ်။အမေရိကန်ကတော့တော်လန်ရေးဘက်ကိုပေးနေတဲ့အကူအညီများဖျက်တောက်ပစ်ခဲ့ပါတယ်။ထရမ့်အစိုးရကမြန်မာမှာမြေရှားတပ်တို့အမြောက်များ ထွက်ရှိနေတဲ့အတွက်စစ်အုပ်စုနဲ့ဆက်ဆံရန်ချိန်ဆနေတယ်လို့ပင်သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ယခုအခါမြေသီးဘက်ကမှပြက်ပြက်သားသားအသာစီရလာခြင်းမရှိတဲ့အတွက်ရုံမထွက်နိုင်တဲ့အနေအထားဖြစ်လာနေပါတယ်။စေအုစုကမြို့ရွာများဘာသာရေးပွဲတော်များကိုရရက်ဆက်ဆက်ဘုံကျစ်တိုက်ခိုက်နိုင်နေစေဖြစ်တဲ့အတွက် ဆက်၍တည်ကြည်ကြဖို့သာရှိနေပါတယ်။တိုင်းပြည်ဟာအဲ့ဒီလိုဖြစ်လာနေတဲ့အတွက်ပြတ်သုံးလာတဲ့နိုင်ငံဘဝရောက်လာနေရပြီလဲဖြစ်ပါတယ်။လူဦးရေတဝက်နီးပါးဟာစင်းရဲပင်ပန်းကြီးစွာနဲ့ရုန်းကန်နေကြရပြီးတန်ပေါင်းများစွာဟာနိုင်ငံအတွင်းအိုးမဲ့အိမ်မဲ့ဘဝကိုရောက်နေကြရပါတယ်။အခြားနိုင်ငံများကိုထွက်ပြေးခုံလုံရသူများလည်းရှိလာပါတယ်။နေရာအများအပြားမှာတရားဥပဒေစိုးမိုးမှုမျိုးမရှိတော့ဘဲလူသားချင်းစာနာထောက်ထားတဲ့အကူအညီဆိုဒီကလည်းမဖြစ်စလောက်သာရရှိခဲ့ပါတယ်။ အမျိုးသမီးများနဲ့မိန်းကလေးများပေါ်အကြံဖတ်မှုတွေကလည်းတဟုန်တိုးမြင့်တက်လာနေပါတယ်။ငှက်ဖျားကဲ့သို့သောယောဂတွေကလည်းနေရာအနက်မှတွေ့လာနေရပါတယ်။ရာဇဝတ်ဂိုင်းကြီးများကရှင်တန်ကြီးထွားလာနေကြပါတယ်။တကယ်တမ်းမြမဟာယခုအခါကမ္ဘာရာဇဝတ်ဂိုင်းများရဲ့ဘဟုအချက်ချာလေးဖြစ်လာနေပါတယ်။တိုက်ပွဲများရော့ကျသွားမဲ့အလားအလာမရှိတဲ့အပြင်စေအိုစုမှရွေးကောက်ပွဲလုပ်မည်ဆိုသည်ကိုလည်းအလျှော့ပေးမဲ့ပုံမရှိပါဘူး။၎င်းတို့ရဲ့ရွေးကောက်ပွဲဟာတရားမျှတမှုရှိမှာမဟုတ်တဲ့အပြင် ဖွဲ့စည်းပုံအားလည်းပြင်ဆင်ပေးမယ်ဆိုတဲ့ကတိစကားမျိုးမရှိသေး၍မြည်သူမြဆိဆက်ဆွေးနွေးရေးစပွဲဝိုင်းကိုရောက်လာကြမှာမဟုတ်သည့်အတွက်မြည်သည့်နည်းနမျတည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးမျိုးလည်းရရှိနိုင်မှာမဟုတ်ပါဘူး။ဒါအပြင်အသက်အရွယ်ရလာပြီဖြစ်တဲ့ဒီမိုကရေစီကောင်းဆောင်တောင်းဆန်းစုကြည်အားအပြင်ထွက်စေကုသကွင့်ပေးရန်ညှင်းဆန်နေခြင်းကပင်၎င်းတို့ဘက်ကယုံတမှုမရှိတဲ့လက္ခဏာပင်ဖြစ်ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်နေခြင်းကပင်တိုက်ပွဲများဆက်ဖြစ်နေဖို့အကြောင်းအရာများဖြစ်လာပြီး တိုင်းပြည်ကိုဖျက်ဆီးပစ်နေခြင်းသာဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလို့စောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ